2025ခုနှစ်ဇူလိုင်လ28ရက်နေ့မနက်9:23မိနစ်ယူကရိန်းနိုင်ငံရှေ့တောင်ပိုင်းဇာပိုရီရှားဒေသတော်မက်စ်မြို့ရဲ့စစ်တမိုင်အပြင်ဘက်ကယူကရိန်းလက်တပ်ရဲ့ F-16AM အမျိုးအစားတိုက်လေယာဉ်နှစ်စီးဟာရုရှားရဲ့ရေဒါလိုင်းတွေအောက်ကနေရှော့တိုက်ပြန်တမ်းလာနေကြပြီဖြစ်ပါတယ်။သူတို့ရဲ့ပြစ်မှတ်ကဒီစစ်ပွဲထဲမှာအန်ဒီရဲ့အရှိဆုံးပြစ်မှတ်တွေထဲကတစ်ခုဖြစ်တဲ့ရုရှားရဲ့ Iskander M ပဲ့ထင်းတုံးကြီးတပ်ရင်းတစ်ခုပါ။ တောင်ဘက်မြို့ဟာဒီရက်ပိုင်းအတွင်းတိုက်ပွဲတွေအလွန်အမင်းပြင်းထန်နေတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ရုရှားဘက်ကလည်းသူတို့ရဲ့အထူးတပ်ဖွဲ့ဝင်တွေအဝေးပြစ်တုံးကြီးတွေပြီးတော့အစင်စင်ချထားတဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ဒီနေရာကိုခံတပ်ကြီးတစ်ခုလိုခိုင်ခိုင်မာမာတိစောက်ထားပါတယ်။လွန်ခဲ့တဲ့နှစ်ရက်လောက်ကရရှိခဲ့တဲ့ထောက်လန်းရေးသတင်းအရ Iskander M ဒုံးလို့ရင်နှစ်စီးနဲ့သူတို့ရဲ့ကုတ်ကဲရင်တွေဟာရဘက်အမောင်းကိုကာကွယ်ယူပြီးဒီနေရာကိုရောက်နေပြီလို့သိရပါတယ်။ ဒါဟာယူကရိန်းရဲ့မျိုးကြီးတွေကိုမင်းတပိုင်းအတွင်းပြစ်ခတ်တိုက်ခိုက်နိုင်တဲ့အခြေအနေကိုရောက်ရှိနေတာဖြစ်လို့အမျိုးသားလုံခြုံရေးအတွက်အရေးပေါ်အခြေအနေတရက်ဖြစ်ပါတယ်။ယူကရိန်းအတွက်တုံ့ပြန်ဖို့အချိန်သိမ့်မရတော့ပါဘူး။အချိန်ဆွဲနေရင်ကိုမျိုးတွေအကြီးအကျယ်တိုက်ခိုက်ခံရနိုင်ပါတယ်။ဒါပေမဲ့စောစောစီးဝင်တိုက်ပြန်ရင်လည်းရုရှားရဲ့ကြောက်စရာကောင်းတဲ့ S300 PMU, Panzer S1 တို့လိုလေကာစနစ်တွေနဲ့ကိုပြောက်လေယာဉ်တွေကိုတောင်ဖမ်းယူနိုင်တဲ့ Nibosaf Radar တွေအပါအဝင် ၄ချောင်းကာကွယ်ရေးကွန်ရက်ကြီးတစ်ခုလုံးနဲ့ထိတ်တိုက်တိုးရမှာဖြစ်ပါတယ်။ဒီလိုအသက်အန္တရာယ်ရှိတဲ့စစ်ဆင်ရေးအတွက်ယူကရိန်းလက်ထက်မှာစစ်ပစ္စည်းအသစ်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ဥရောပကနေခုလေးတင်လွှဲပြောင်းရယူထားတဲ့ F-16 and Fighting Falcon တိုက်လေယာဉ်ပဲဖြစ်ပါတယ်။ဒီလိင်တွေကိုမြေပြင်နားကပ်ပြီးတိကျတဲ့တိုက်ခိုက်မှုတွေလုပ်နိုင်အောင်အထူးပြုပြင်ထားပါတယ်။ GBU-39 bombs လို့ခေါ်တဲ့သိငယ်ပြီးတိကျမှုမြင်မာတဲ့ဘုံးတွေကိုတပ်ဆင်ထားပြီးတော့ အမေရိကန်ကပေးထားတဲ့ Electronic Warfare EW စနစ်တို့ရဲ့အထောက်ပံ့လည်းပါဝင်ပါတယ်။ဒီဆက်စင်ရေးဟာ Zaporizhia ဒေသမှာ F-16 တိုက်လေယာဉ်တွေရဲ့ပထမဆုံးသောတိုက်ပွဲဝင်ခြင်းလည်းဖြစ်ပါတယ်။နေပထွက်သေးတဲ့မှောင်ရိပ်ထဲမှာမြေပြင်မေ့ပေအမြင့်ပေ150လောက်ကနေရေဒါလှိုင်းတွေကိုရှောင်ရှားရင်းမြေပြင်နေထားတိုင်းကက်လျက်ပြန်တန်းနေပါတယ်။ကြီးမှန်းချက်ကရှင်းပါတယ်။ Iskander သူတို့မပစ်ခင်အရင်ဖြတ်စီးမယ်။ပြီးရင်အထီးကိုင်းမရှိဘဲအသက်ရှင်လျက်ပြန်လာမယ်ဆိုတာပါ။ Tomax Data ရဲ့ပတ်ဝန်းကျင်ကိုရုရှားကဒီတိုင်းကာကွယ်ထားတာမဟုတ်ပဲ Digital ခံတကြီးတစ်ခုလိုပဲလေကြောင်းရန်ကာကွယ်ရေးကိုအလှပောင်းများစွာနဲ့တည်ဆောက်ထားပါတယ် S300 တွေ Panzer တွေကိုပြောက်လင်ရင်ဖမ်းတဲ့ Nibo Surf Radar တွေအားလုံးဟာအဲ့ဒီဒေတာကိုဝေဟင်မှာပြန်တန်းသမျှအရာတိုင်းအတွက်တပ်ကွင်းတစ်ခုအဖြစ်ဖန်တီးပေးထားပါတယ်ရုရှားတွေကသူတို့ရဲ့လေကြောင်းကာကွယ်ရေးကိုဘယ်သူမှမထိုးဖောက်နိုင်ဘူးလို့ခိုင်မာသာယုံကြည်နေတာပါ ဘယ်လိမ်မှုမှာဒီလိုရေဒါတွေဒုံးကြီးတွေပြည့်ကျက်နေတဲ့နေရာကိုစွန့်စားပြီးဝင်လာရဲမှာမဟုတ်ဘူးလို့လည်းတွက်ဆထားပါတယ်။ရုရှားတွေထဲမှတွက်ထားတာတခုရှိပါတယ်။အဲ့ဒါကယူကရိန်းရဲ့နီးပြူဟာအပြောင်းလဲပါပဲ။ဒီတစ်ခါယူကရိန်းက drone တွေမလွတ်ပါဘူး။ app system တွေကိုလွှတ်လိုက်တာဖြစ်ပါတယ်။မြေပြင်နားကပ်ပြီးအချိန်နဲ့ပြန်မယ်။ electronic warfare EW စနစ်ရဲ့အကူအညီနဲ့ရုရှားရေဒါရဲ့အားနည်းချက်တွေကွယ်နေတဲ့နေရာတွေကိုအသုံးချသွားမှာပါ။ ီလိုမထိုးဖောက်နိုင်ဘူးလို့နာမည်ကြီးနေတဲ့ခန္ဓာကြီးကိုထိုးဖောက်ဖို့အတွက်ယူကရိန်းဟာအကြအားလုံးကိုအစကနေပြန်စင်းစားခဲ့ရပါတယ်။မနက်3:40မိနစ်မှာ F16 တွေ၄တစ်စခန်းကနေပြန်တက်လာပါတယ်။မိတွေအားလုံးပိတ်အနေအဆုံးကနေပြန်တမ်းပြီးမြေပြင်မြေပေ150အောက်ကနေတနာရီမိုင်900ကျော်နှုန်းနဲ့မြေပြင်အနေထားတိုင်းကပ်ပြန်တက်လာခဲ့ပါတယ်။သူတို့ကရေဒါအောက်ကနေရှောင်ယုံနေမဟုတ်ပါဘူး။ရေဒါကိုမျက်စိကန်းသွားအောင်မှလုပ်ဖို့လိုပါတယ်။ ပြမှတ်ကိုမတိုက်ခိုက်ခင်15မိနစ်အလိုမှာ EA 18 Growler လေယာဉ်တစ်စီးဝေဟင်းထဲဝင်လာခဲ့ပါတယ်။ဒါကအမေရိကန်ကယူကရိန်းကိုအထူးစီစဉ်တဲ့ခေတ္တငှားထားတဲ့လျှက်စစ်စစ်စင်ရေး Electronic Warfare လေယာဉ်ဖြစ်ပြီးသူ့ရဲ့ ALQ-249 လို့နာမည်ပေးထားတဲ့ Radar နှောက်ရက်ရေးလှိုင်းလွင့်ကိရိယာတွေကရုရှားရဲ့ Nibol Sub နဲ့ Panzer S1 Radar တွေအထက်ကသုံးနေတဲ့ Radar လှိုင်းတွေကိုဝင်နှောက်ရက်ဖို့စတင်ခဲ့ပါတယ်။ EA18 Growler လေရင်ဟာတကယ်တိုက်ခိုက်ရေးလက်နက်ကိုကိုင်ဆောင်ထားတာမဟုတ်ပါဘူး။သူလုပ်ရမယ့်အလုပ်ကဒုံးကျည်ပြက်ခတ်ဖို့မဟုတ်ပဲနေရုတစ်ခုလုံးကိုလျှက်စစ်တန်လိုက်လှိုင်းစုညံတန်တွေနဲ့ပွက်လောရိုက်သွားအောင်ဖန်တီးဖို့ပဲဖြစ်ပါတယ်။ရန်သူရဲ့အာယုံကံကရိယာအလုံးကိုခဏတာမျက်စိလဲနားပင်းသွားအောင်လုပ်ဖို့ကသူ့ရဲ့တာဝန်ဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲကမ္ဘာစစ်မီလက်နက်တွေတက်ဆင်ထားတဲ့ F16 တိုက်လေရင်တစည်းချင်းစီမှာ GBU 39 SDB small diameter bomb လို့ခေါ်တဲ့ဘုံအသေးစားနှလုံးစီတက်ဆင်ထားပါတယ်။ ဒီဘုံတွေဟာအလေးချိန်ပေါင်250သာလေးပေမဲ့ GPS စနစ်နဲ့လမ်းညွှန်ထားလို့အလွန်တိကျပါတယ်။မိုင်40လောက်กว่าကနေပြတ်ခတ်နိုင်ပြီးတန်ချက်ကအပါဒါမှမဟုတ်ဘန်ကာအမိုးတွေကိုထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိပါတယ်။အရေးကြီးဆုံးကတော့ပြစ်မှတ်ရဲ့၃ပေပတ်လည်အတွင်းကိုတိတိကျကျထိမှန်နိုင်စွမ်းရှိတာပဲဖြစ်ပါတယ်။ဒါဟာရန်တန်းတိုက်ခိုက်တဲ့စစ်စင်ရေးမျိုးမဟုတ်ပါဘူး။လေရင်မှုတွေဟာစကားတစ်လုံးမှမပြောဘဲဆက်သွယ်ရေးလိုင်းအလုံးကိုလုံးဝတိတ်ဆိတ်ထားပါတယ်။ တစ်ဖက်မှာလည်းဒေါ်လာသန်း100တန်တဲ့ရုရှားရဲ့ကာကွယ်ရေးစုံကြီးရဲ့အလဲဘိုတွေကိုမြန်နှုံးမြင့်အနှိမ်ပြန်နှုံးနဲ့ထိုးဖောက်ဝင်ရောက်နေရတာဖြစ်ပါတယ်။ EA-18 Growler ကနေဂျိုင်းမင်လှိုင်းတွေအပြင်းထန်စတင်ထုတ်လွှင့်လိုက်တာနဲ့ရုရှားရဲ့ Nibo Sub Radar ကြီးဟာရုတ်ပြတ်ဆင်းပြတ်ပိတ်တုပ်မိတ်တုပ်ဖြစ်သွားပါတော့တယ်။ Radar စနစ်နဲ့ဒုံးကြီးစနစ်တွေကြားကဆက်သွယ်ရေးလိုင်းအလုံးဟာစုညံတန်တွေနဲ့ပြည့်နှက်သွားပါတယ်။ဒီအရေးကြီးဆုံးစက္ကန့်40အတွင်းမှာရုရှားရဲ့ဒီဂျစ်တယ်အာယုံခံကိရိယာတွေအလုံးဟာကန်းသွားသလိုဖြစ်သွားခဲ့ပါတယ်။ ရှေ့ကပြန်တန်းလာတဲ့ F16 တိုက်လေယာဉ်ဟာမြေပြင်မြင့်အမြင့်ပေ150လောက်ကနေပေ4000နီးပါးကို10စက္ကန့်တောင်မကြာတဲ့အချိန်တွင်အချိန်ပြင်းပြင်းနဲ့ဆွဲတက်လိုက်ပါတယ်။အဲဒီအမြင့်ကနေပစ်မှတ်တွေရဲ့ GPS တီနီယာကိုအတိအကျဖမ်းယူနိုင်ပြီဖြစ်ပါတယ်။သူတို့ရဲ့ပစ်မှတ်ကတော့ Tau Max မျိုးရဲ့အနောက်ဘက်၈မိုင်ကျော်မှတည်ရှိနေတဲ့ Iskander M2 ဒုံးလွှင့်ရင်နဲ့သူ့ရဲ့ရွေးရှားကုတ်ကဲရင်တို့ပါ။ဒုတိယလေယာဉ်ကတော့ပစ်မှတ်ကိုအတိပြုဖို့နဲ့ ရန်သူဘက်ကပြစ်လွှတ်လာနိုင်တဲ့တာတိုပြစ်ဒုံးကြီးများကိုစောင့်ကြည့်ဖို့အတွက်အနေပိုင်းမှာပဲဆက်လက်ပြန်တမ်းပြီးကာကွယ်မှုပေးနေခဲ့ပါတယ်။ရုရှားရဲ့ Panzer S1 ဒုံးကြီးစနစ်တွေဟာတုံ့ပြန်မှုရုံးခံနေရပါတယ်။ပြင်းထန်တဲ့ဂျာမန်လိုင်းတွေကြောင့်သူတို့ရဲ့ပြစ်မှတ်ရှာဖွေရေးရေဒါတွေဟာလုံးဝမျက်စိလည်နေခဲ့ပါပြီ။ပြဿနာကတော့လေရင်ဟာပြစ်ချရလောက်အောင်အရန်မြင့်နေတာလည်းမဟုတ်သလိုပြစ်မှတ်ကိုအနီးကပ် lock လုပ်ရအောင်လည်းအရန်နှိမ့်တာလည်းမဟုတ်တဲ့ဂျားအကွာဝေးမှာရှိနေပါတယ်။ ။လေရင်ရဲ့အချိန်ဟုံကလည်းအလွန်မြန်နေတော့ဒုံးကြီးစနစ်တွေအနေနဲ့ပြစ်မှတ်ကို lock လုပ်ဖို့လုံလောက်တဲ့အချိန်ကိုမရလိုက်ပါဘူး။တိတ်မကြခင်အချိန်မှာပဲ GPU 39 STB ဘုံးနှလုံးကိုလွှတ်ချလိုက်ပါပြီ။ဒီဘုံးငယ်လေးတွေဟာတောင်ပန်ဖြန့်ပြီးတော့ပြစ်မှတ်စီတိတိကျကျဥတီသွားပါတော့တယ်။စလေးစကန်ကြမှာပထမတလုံးဟာပြစ်မှတ်ကိုထိမှန်သွားခဲ့ပါတယ်။ဒုံးလှရင်တဲ့ကိုထိုးဖောက်ဝင်ရောက်သွားပြီးဒုံးကြီးလောင်သားစီတွေကိုပါမီးလောင်ရာကနေနောက်ထပ်ပောက်ကွဲမှုကြီးတစ်ခုဆက်လက်ဖြစ်ပေါ်လာပါတယ်။ ဒုတိယပုံကတော့ကိုကဲရဲ့ယင်ကိုတဲ့တဲ့မမတ်ထိမှန်ပြီးအစအနမကြမ်းအောင်ကျင်းမွားသွားစေခဲ့ပါတယ်။ရုရှားရေဒါတွေပြန်လဲအသက်ဝင်လာချိန်မှာတော့ F-16 တိုက်လေယာဉ်နှစ်စီးဟာမြေပြင်ကိုအမြန်ဆုံးပြန်လဲဆင်းသက်ပြီးမနက်ခင်းမြူကိုတွေကြားထဲမှာလျှက်ပြက်ပျောက်ကွယ်သွားခဲ့ပါပြီ။အစီအစဉ်တိုင်းမှာဒီအန်ရဲ့ကြီးတဲ့ဆက်စင်ရေးဟာပြည့်ပြည့်ဝဝအောင်မြင်သွားခဲ့ပါပြီ။ F-16 လေယာဉ်မှုတွေဟာပြစ်မှတ်ကိုဘုံထိမှန်သွားပြီးဆိုတာနဲ့ချက်သေးဆိုသလိုအနောက်ဘက်ကိုအချိန်ဟုန်ပြင်းပြင်းနဲ့ကြွေချိုးကာ ပေ200အောက်အနှိမ်ပိုင်းကို ပြန်လည်ဆင်းသက်ခဲ့ပါတယ်။လမ်းတစ်လျှောက်လုံးမှာအနီအောက်ရောင်ကြီးသုံးပခုံးတန်းဒုံးကြီးတွေကိုရှောင်ရှားနိုင်ဖို့အနီအောက်ရောင်ကြီးမီးတောင်များကိုဇက်တိုက်ပစ်ထုတ်ခဲ့သလိုဒုံးကြီးတွေရဲ့လမ်းညွှန်စနစ်ကိုဖျက်ဆီးတဲ့ ECM စနစ်တွေကိုပါဖွင့်လှစ်ပြီးအထိကိမ်းမရှိဆုတ်ခွာလာခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲအမြင့်ပေ18000မှပြန်တန်းနေတဲ့ TB2 drone တစ်စီးကတော့မြေပြင်ပေါ်ကပောက်ကွဲမှုမြင်ကွင်းအားလုံးကိုစစ်ဌာနချုပ်စီတို့ဒိုက်ရိုက် live ထုတ်လွှင့်ပေးနေခဲ့ပါတယ်။ ပြင်းပတစ်ခုစလုံးပေါက်ကွဲပျက်စီးသွားတဲ့အထောက်အထားကိုရှင်းရှင်းလင်းလင်းမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ FC Sweden ကိုဘုံကျဲပြီး၄မိနစ်ကြာမှနောက်ဆက်တွဲမြေပြင်မှတိုက်ခိုက်မှုစတင်လိုက်ပါတော့တယ်။မိုင်၄၀ကျော်မှနေရာယူထားတဲ့ယူကရိန်းရဲ့ M142 Hemus ဒုံးကြီးစနစ်ကနေဒုံးကြီး၃သင်းကိုဇက်တိုက်ပြစ်လွှတ်လိုက်ပါတယ်။ပြင်းပတ်တွေကတော့ပထမတိုက်ခိုက်မှုကနေကြန့်ရှိနေသေးတဲ့ radar ရင်တွေနဲ့လောင်စာတင်ရင်တွေပဲဖြစ်ပါတယ်။ F-16 ကြောင့်ရုရှားကာကွယ်ရေးစနစ်တွေဟာမျက်စိလည်နားပင်စဲဖြစ်နေတာကြောင့် ဟီမာစတုံးကြီးတွေကိုဘယ်သူမှကြားဖြတ်မတားဆီးနိုင်ခဲ့ပါဘူး။ရာလတ်အနေနဲ့ကြံရှိတဲ့စီတိုင်ကြီးတွေထပ်မံပေါက်ကွဲပြီးရွေရှားရေဒါယာဉ်တစီးပါထပ်မံပျက်စီးသွားခဲ့ပါတယ်။စုစုပေါင်း6မိနစ်အတွင်းမှာပဲလေကြောင်းနဲ့မြေပြင်တို့ပူးပေါင်းတိုက်ခိုက်တဲ့ဒီစစ်စင်ရေးဟာရုရှားရဲ့မဟာဗျူဟာမြောက်ဒုံးကျည်တက်စကန်တစ်ခုလုံးကိုဖြိုခွဲပျက်စီးပစ်နိုင်ခဲ့ပါတယ်။အဲ့ဒီချိန်မှာတော့ F16 တွေဟာကိုယ်လေပိုင်နဲ့ထဲပြန်ရောက်ရှိနေပြီဖြစ်တယ်လို့ TB2 ကလည်းအိမ်မြန်လမ်းကြောင်းပေါ်ရောက်နေပြီ ပြီးမှအဖွဲ့သားတွေကလည်းနောက်တစ်ခေါက်ပြစ်ခတ်ဖို့အတွက်ကြည်ရီပြန်လဲဖြည့်တင်းနေပြီဖြစ်ပါတယ်။ဒီပူရတိုက်ခိုက်မှုရဲ့ရလဒ်ကတော့ဒုံးကြီးတရင်တစ်ခုလုံးလုံးဝနှိပါပျက်စီးသွားခြင်းပါပဲ။ Escanner M ဒုံးလွှင့်ရင်2စီးကိုကဲမှုရင်2စီးကြည်ဖြစ်ရင်2စီးအားလုံးမီးလောင်ပြကြသွားခဲ့ပါတယ်။နောက်ပိုင်းရရှိခဲ့တဲ့ဂျူဒူတပ်ပုံတွေကလည်းဒီအချက်ကိုခိုက်မာသွားအတည်ပြုပေးခဲ့ပါတယ်။ကြားဖြတ်နှားထောင်းရတဲ့ရုရှားစစ်တပ်ရဲ့ဆက်သွယ်ရေးလိုင်းများအရရုရှားတပ်ဖွဲ့ဝင်9ယောက်တေဆုံးခဲ့ပြီး အဲ့ဒီထက်မှာကိုကဲမှုရင်တဲ့ကနီးပညာရှင်နှစ်ယောက်လည်းပါဝင်ပါတယ်။၃ယောက်ကတော့ဒဏ်ရာရရှိခဲ့ပါတယ်။ဒါပေမဲ့တကယ်ထုံလက်ချက်ကလူဝင်အားလက်နက်အင်အားဆုံးရှုံးမှုထက်အများကြီးပုံမှုနှက်ဆိုင်ပါတယ်။ဒီတိုက်ခိုက်မှုဖြစ်ပြီး24နာရီအတွင်းမှာပဲ Tomax Data ကရုရှားရဲ့ Iskander တပ်ဖွဲ့အလုံးကိုချက်ချင်းပြန်ဆုတ်ခိုင်းလိုက်ပါတယ်။ရုရှားစစ်ထောင်ချောက်ကဒီနေရာဟာလုံးဝလုံခြုံမှုမရှိတော့ဘူး။အလွယ်တကူထိုးဖောက်ခံရနိုင်တဲ့နေရာဖြစ်နေပြီလို့သတ်မှတ်လိုက်လို့ပဲဖြစ်ပါတယ်။ ဒါဟာရိုးရိုးနီးပြူဟာအရာနေရာပြောင်းတာမဟုတ်ဘဲလုံကြုံရေးအရာ လုံးဝမရက်တည်နိုင်တော့လို့အတင်းကျပ်ဆုတ်ခွာရခြင်းဖြစ်ပါတယ်။စိတ်ပိုင်းဆိုင်ရာတက်ရောက်မှုကတော့ပိုလို့တောင်ဆိုးရွားခဲ့ပါတယ်။ရုရှားဟာသူတို့ရဲ့အလှော်လိုက် လေကြောင်းကာဝေးရေးစနစ်ကြီးကိုဘယ်သူမှမထိုးဖောက်နိုင်တဲ့ခံတက်ကြီးလို့အမြဲတမ်းယုံကြည်ခဲ့တာပါ။အခုတော့ခေဟောင်းတိုက်လေရင်လို့သတ်မှတ်နိုင်တဲ့ F16 တိုက်လေရင်နှစ်စီးရဲ့ drone တစ်စီးရဲ့ HIMARS တုံးကြီးစနစ်တစ်ခုရဲ့လို့ပူပေါင်းပြီးသူတို့ရဲ့မဟာပြူအမြောက်ဒုံးကြီးစခန်းကိုနှိတ်ကင်းကြောင်တောင်ဝင်ရောက်ဖျက်ဆီးပြီးနောက် ဘာမှမဖြစ်ဘဲပြန်ထွက်သွားနိုင်ခဲ့တာဟာရုရှားတပ်ဖွဲ့ဝင်တွေရဲ့စိတ်ဓာတ်ကိုအကြီးအကျယ်ထိခိုက်စေခဲ့တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။ယူကရိန်းအတွက်တော့တောမက်စစ်စင်ရေးဟာတာမန်တိုက်ပွဲအောင်မြင်မှုတစ်ခုလည်းမဟုတ်ပါဘူး။ဒါဟာယူကရိန်းရဲ့စစ်သားတွေအတွက်စိတ်ဓာတ်တက်ကြွစေခဲ့တယ်လို့သူတို့ရဲ့ရဲရဲဝံ့ဝံ့ချမှတ်ခဲ့တဲ့နီးပြူဟာဟာလက်တွေမှာအလုပ်ဖြစ်ကြောင်းတတ်သိပြလိုက်ခြင်းလည်းဖြစ်ပါတယ်။တဖက်မှာလည်းရုရှားအတွက်တော့ဒီတိုက်ခိုက်မှုဟာပြင်းထန်တဲ့သတိပေးခေါင်းလောင်းတန်တစ်ခုပါ။ သူတို့ရဲ့အကောင်းဆုံးကာကွယ်ထားတဲ့အရာတွေတောင်တကယ်မလုံခြုံနိုင်တော့ဘူးဆိုတာကိုသိရှိလိုက်ရပြီဖြစ်ပါတယ်။တောင်မက်စ်မှာရုရှားရဲ့စစ်မြေပြင် ယူဆဟာအချက်တစ်ချက်တည်းပေါ်မှာအဓိကတိစောက်ထားခဲ့တာပါ။အဲ့ဒါကတော့သူတို့ရဲ့အစွမ်းထက်တဲ့ S300 Panzer စနစ်တွေနဲ့ Nibo Radar တွေရှိနေသူရဲ့ဝေဟင်မှာဘယ်သူမှမပြန်တမ်းရတဲ့မပြန်တမ်းရဆုံးတစ်ခုကိုဖန်တီးနိုင်မယ်လို့ယုံကြည်ခဲ့တာပဲဖြစ်ပါတယ်။သူတို့ရဲ့တွက်ချက်မှုအရဆိုရင်ဒီကာဝေးကိုရက်ကိုထိုးဖောက်နိုင်မှုအတွက် ိုပြောက်လေရင်တွေဒါမှမဟုတ်အတန်ထက်မြန်တဲ့ hypersonic ဒုံးကြီးလိုမျိုးနောက်ဆုံးပေါ်နီးပညာတွေသာလိုအပ်တယ်လို့ယူဆထားခဲ့ကြပါတယ်။ဒါကြောင့် F16 လေရင်တွေဝင်လာတော့ရုရှားကပြတ်ရည်ပြုခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့ဒီလေရင်တွေဟာကိုပြောက်နီးပညာလည်းမပါဝင်သလို1980ခုနှစ်များကမျိုးစဟောင်းတိုက်လေရင်တွေသာဖြစ်ပြီးခင့်မမီတော့ဘူးလို့ယူဆထားခဲ့လို့ပဲဖြစ်ပါတယ်။ဒါပေမဲ့အရေးကြီးတာကလေရင်ရဲ့ model အဟောင်းအသစ်မဟုတ်ပဲ အဲ့ဒီလေရင်ကိုဘလို့အသုံးပြလိုက်တယ်လဲဆိုတော့နီးဗျူဟာအပိုင်းမဲဖြစ်ပါတယ်ယူကရိန်းကတော့ဒီစစ်ပွဲရဲ့ဇာလံကိုလုံးဝလှမ်းပစ်လိုက်ပါတယ်သူတို့ဟာမြေပြင်နားကပ်ပြန်တန်းချင်းနီးလက်နဲ့ electronic warfare EW စနစ်ကိုအသုံးပြုပြီးရုရှားရဲ့အစွမ်းထက်ဆုံးရေဒါတွေကိုခဏတာမျက်စိကမ်းသွားအောင်လုံဆောင်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုကရုရှားရဲ့ကာဝယ်ရေးမဟာဗျူဟာတွေကအားနည်းချက်ကြီးတစ်ခုကိုရှင်းရှင်းလင်းလင်းပေါ်ထုတ်ပြသလိုက်ပါတယ်ရုရှားရဲ့လေကြောင်းကာဝယ်ရေးစနစ်တွေဟာ အလွန်မြင့်မားတဲ့အမြင့်ကနေရောက်လာမဲ့ချင်းချောင်းမှုကြီးတွေကိုကာကွယ်ဖို့အတွက်သာအထက်ကဒီဇိုင်းထုတ်ထားတာဖြစ်ပြီးမြေပြင်နားကပ်ပြီးလှေမြသာဝင်ရောက်တိုက်ခိုက်လာမဲ့နီးပြူဟာတွေကိုအဆင်သင့်မဖြစ်စေခဲ့ပါဘူးဒီစစ်ပွဲဟာတန်ကြပ်ကအထူးကြီးတွေထက်စာရင်လာယောညီတွေသာပြောင်းလဲပြင်လဲရှိတဲ့ပြူဟာကအောင်ပွဲခံသွားတယ်ဆိုတာကိုပြသလိုက်တာပါပဲ drone ဂျိုတု AI နီးပညာတွေလွှမ်းမိုးနေတဲ့ခေတ်သစ်စစ်ပွဲမှာရုရှားရဲ့ဒေါ်လာတန်900ကျော်တန်တဲ့အလှော်လိုက်ကာဝယ်ရေးကွန်ရက်ကြီးကိုဖြိုခွဲလိုက်တာက နောက်ဆုံးပေါ်ကိုပြောက်ဘုံချဲလင်ရင်ကြီးမဟုတ်ခဲ့ပါဘူး။တက်တန်းနှစ်40ရှိပြီဖြစ်တဲ့ F16 တစ်စီးတည်းကပဲဖြစ်ပါတယ်။ဒီစနစ်ကြီးမိနစ်ပိုင်းတွင်ပြိုလဲသွားရခြင်းရဲ့အဓိကအကြောင်းရင်းကအားနည်းလို့မဟုတ်ပါဘူး။ကြိုတင်ခံမှန်းဖို့လွယ်ကူလွန်းနေလို့ပဲဖြစ်ပါတယ်။ယူကရိန်းကတပ်တွေပြလိုက်တာကတော့အချိန်နဲ့တပြေးညီရရှိတဲ့သတင်းအချက်လက် Electronic Warfare EW စနစ်နဲ့တိကျတဲ့လက်နက်များကိုပေါင်းစပ်လိုက်ခြင်းဟာအင်မတန်ကြောက်စရာကောင်းတဲ့စွမ်းအားတစ်ခုအဖြစ်ရှိနေသေးပါပဲ။ F16 ကိုရုရှားရဲ့အဓိကဒုံးကျည်စနစ်ဖြစ်တဲ့ S300 နဲ့တိုက်ရိုက်ရင်ဆိုင်ဖို့အတွက်ထုတ်လုပ်ထားတာမဟုတ်ပေမဲ့မြေပြင်သားကပ်ပြန်တန်းချင်းလင်းမြန်သွားတိုက်ခိုက်ခြင်းစတဲ့မျှတမှုမရှိတဲ့နီးလန်းနဲ့စဉ်းစားခြင်းအဖြစ်လေကြောင်းဆုံမှုဆိုတဲ့အတိတ်ဘက်ကိုယူကရိန်းကအသစ်ပြန်လည်ဖွင့်ဆိုလိုက်တာပဲဖြစ်ပါတယ်။ဒါဟာလေထဲမှာအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်ကြတာမဟုတ်ပဲစဉ်းစားတွေးခေါ်နိုင်သံကိုစမ်းသပ်တဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ယူကရိန်းဟာမြေပြင်နေထားကိုအကာအကွယ်အဖြစ်အသုံးပြုခဲ့ပါတယ်။ နောက်ဆက်ခြင်းကိုဒိုင်းငါဖြစ်အသုံးပြုခဲ့ပြီးအချိန်ကိုက်ဖြစ်မှုကိုတော့အဓိကလက်နက်ဖြစ်အသုံးပြုခဲ့ပါတယ်။စစ်ပွဲတွေတိုးတက်ပြောင်းလဲလာတာနဲ့မျှအရေးကြီးဆုံးကအတောက်ပြောင်ဆုံးချက်လင်ရင်ပိုင်ဆိုင်ဖို့မဟုတ်တော့ပါဘူး။ကိုယ်မှရှိတဲ့ပစ္စည်းကိုဘလို့အကောင်းဆုံးအသုံးချမလဲဆိုတဲ့နိလမ်းပဲဖြစ်ပါတယ်။လင်းဟောင်းတစည်းကနီးပြူဟာကြောင့်ကိုပြောက်တိုက်လျင်ဒဇင်းဖြစ်သွားတဲ့အခါဒါဟာခေဟောင်းပစ္စည်းမဟုတ်တော့ပဲတော်လည်ရေးတစ်ခုဖြစ်သွားပြီပဲဖြစ်ပါတယ်။ခေတ်သစ်စပွဲတွေမှာကောင်းငင်ရန်ကို ပိုရှင်းရှင်းမြင် ုံမြန်မြန်တွေးပုံစမတ်ကြကြပြန်သားနိုင်တဲ့ဘက်ကပိုင်ဆိုင်တာဖြစ်ပါတယ်။ဒီစစ်စင်ရင်ကနေရလိုက်တဲ့သင်ကန်းတာကတော့ခေတ်သစ်စစ်ပွဲဟာလက်နက်ကြီးကြီးချင်းရှင်ပြိုင်တာမဟုတ်တော့ဘူးဆိုတာပါပဲ။မိပြွာပိုင်ဆိုင်ရာဉာဏ်ပညာလက်နက်ဟောင်းကိုအစ်စ်လိုအသုံးပြုနိုင်စွမ်းနဲ့ပြောင်းလဲပြင်လဲရှိတဲ့စိတ်ဓာတ်တို့ဟာတန်းပေါင်းများစွာတန်သောကာကွယ်ရေးစနစ်တွေကိုတော့ကြော်လှားနိုင်တယ်ဆိုတာကိုယူကရိန်းကကဘာကိုအတန်ကျကျနဲ့ကြီးညာလိုက်တာပဲဖြစ်ပါတယ်။ Tomax Data ရဲ့မိုးတောက်ရံမှာဖြစ်ပွားခဲ့တဲ့ စက္ကန့်40သာကြာခဲ့တဲ့ဘုံကျဲတိုက်ခိုက်ရေးတိုက်ခိုက်မှုစစ်စင်ရေးဟာစစ်သမိုင်းရဲ့စာမျက်နှာတစ်ခုကိုဖွင့်လှစ်လိုက်ပါပြီ။ဒီဇလန်းကလေယာဉ်မှုတွေရဲ့ရဲသံတက်တိနဲ့အတူစစ်ပွဲကိုစဉ်းစားပုံပြောင်းလဲသွားပြီဆိုတာကိုခိုင်မာစွာအတည်ပြုလိုက်တာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။